လောကမှာအရှာသောမိမချင်းမူရိတာတရားပွားနိုင်ဘဝအရှာဆုံးပဲမိမတွေဒီတခုခုပြည့်မိမချင်းပဲနှိတ်ခွကြတာမိမချင်းပဲစော်ကြတာမိမချင်းပဲပြောကြတာအဲ့လိုဟာတွေပုံများရဲ့ကွာလူတွေကသူများအစဉ်ပြေနေရင်မနာလို့သူများအစဉ်မပြေနေရင် fighting ပြောခြင်းနဲ့သူများအစဉ်မပြေနေရင်တော့ဝမ်းသာခြင်းနဲ့ဟုတ်တကယ်အားပေးတဲ့လူတွေရှိရယ်နော်တကယ်အားပေးတဲ့လူတွေကိုပြောခြင်းတာမဟုတ်ဘူးတချို့ကြတော့အစဉ်မပြေတော့ချိန်ဝမ်းသာတာမျိုးရှိတယ်တကယ်အစဉ်ပြေနေပြီဆိုရင်ကြတော့ လက်ကောက်တီးပေးမဲ့လူကအပြည့်ပဲအဲ့ကြတော့ဒီခေတ်မှာအရှားပါဆုံးကမူရီတာတရားဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတွေကဟိုလေကြည့်ရင်သာလေ Facebook မှာဖရားတရားလောက်တာနဲ့ဘာနဲ့တကယ်တော့စိတ်သက်တရားရုံညံ့စုတ်ပြတ်တာတွေလည်းအများကြီးပဲကျမတော့လူတယောက်မှလေကိုလည်း100%ကောင်းမယ်လေသို့တော့အဓိကကျမမမောတာကျမတန်ဖိုးထားတာစိတ်ထားပဲစိတ်သက်သည်အရေးကြီးဆုံးကိုထင်တာပေါ့နော်ဒါကိုအမြင်ပါ စိတ်ဓာတ်ကောင်းမှလူတယောက်ရဲ့အကြည်ဓာတ်ဆိုတာရှိရလူတယောက်ဒီချောချင်းလှချင်းလူတိုင်းကဒီခေတ်မှာလှအောင်လှုပ်ယူလို့ရတယ်လှုပ်ယူလို့ရတာလည်းရှိရဒါပေမဲ့အဓိကပတ်စံရှိရခုခေတ်မှာဘာမဆိုဖြစ်နေတဲ့အချိန်မှာပြင်လို့မရတာဒီလူလူတယောက်ရဲ့စိတ်ထားပဲ